ကြားတယ်စိတ်နဲ့ကြာရင်ဘယ်လိုလုပ်လဲဗျာကျွန်တော် personally ကျွန်တော်ရောမစိတ်နဲ့မကြအောင်ကျွန်တော်ရဲ့ဉာဏ်ဉာဏ်ပညာမှာစိတ်ပညာပါတယ်စိတ်ပညာပါတယ်ကျွန်တော်က psychology ဆိုတာ psychiatry မဟုတ်ဘူးနှစ်မျိုးရှိတယ်သူက psychiatry ဆိုတာခုနပြောလို့အိမ်မပြောတာယူကြောင်ပြတာကောက်တာကြီးကုတာ psychiatry လို့ခေါ်တယ်အရက်ဖြတ်တာတွေပါတယ် psychiatry လို့ခေါ်တယ် psychology ကြအဲ့လိုမဟုတ်ဘူးစိတ်ပန်းဆိုင်ရာမှာဖြစ်တာကိုသူက counseling လုပ်တာပေါ့နော်ကျွန်တော်အဲ့ပညာကိုတက်တယ်ဒါပေမဲ့မြန်မာနိုင်ငံမှာသုံးလို့မရဘူး UK တို့ US တို့အဲ့လိုနိုင်ငံတွေမှာကျတော့ तू က counseling ကိုတက်တက်ယူတယ်ဘာလို့လဲဆိုတော့ तू ကစိတ်စိတ်ချောင်းမှမထိုးဘူး तू ကအဲ့ဒါကို तू ကအဲ့ဒီ psychology ကို तू က diploma ယူထားတာကျွန်တော် professional diploma ရထားတယ်เนาะ output ကပေးတဲ့ဟာကိုကျွန်တော်တက်ထားတယ်ဒေါ်လာအများကြီးကုန်တယ်ကျွန်တော်ယူထားတယ်နားထောင်နေဒါပေမဲ့ကျွန်တော်ကမလို့ကျွန်တော်တိုင်းပြည်ကမလို့ no ဘောဓဘာသာတိုင်းပြည်ဖြစ်တယ်90%ဘောဓဘာသာเนาะကျန်တဲ့ဘာသာကိုပြောတာမဟုတ်ဘူး sorry ပါဒီအချိန်မှာဘောဓဘာသာတိုင်းပြည်ဖြစ်တဲ့အတွက် အများစုဖြစ်တဲ့အတွက်ကျွန်တော်တို့တရားစခန်းတွေအများကြီးပဲဟောတူတူပဲနှီးဆက်တယ်လေမွတ်စလင်ဆိုပေမဲ့လည်းအစ္စလမ်ဆိုပေမဲ့လည်းဟိုခရစ်ယာန်ဆိုပေမဲ့လည်းဗုဒ္ဓဘာသာတိုင်းပြည်မှာနေတဲ့သူခရစ်ယာန်နဲ့အခြားနိုင်ငံမှာနေတဲ့ခရစ်ယာန်နဲ့မတူဘူးဒါကတော့ဟိုကျွန်တော်တို့ကပတ်ဝန်းကျင်အထူးတွေ့ကြမလို့အကုန်လုံးကသီးခံနိုင်တယ်ဟိုဘယ်လိုပြောမှာဖြေတတ်တယ်ပေါ့နော်ဖြေတတ်တယ်ဖြေတတ်တယ်ဘာလို့တရားတရားတွေရှိတယ်ကွာနောက်ဆုံးကဘယ်ဘာသာအနေနဲ့ဘယ်လူမျိုးအနေနဲ့ပါကျုပ်ဆရာတော်ကြီးတရားတာနာလိုက်ကွာနားထောင်လိုက်ဒါဟာဒါဆိုစိတ်တည်တာဘာသာရေးနဲ့မဆိုင်ဘူးသူက ဘလို့ဖြစ်ရင်စိတ်ရကြဘလို့နေရမယ်ဘလို့ပြောရမယ်ဒါတွေအကုန်လုံးကိုသူကမြတ်စွာဘုရားတည်ခြင်းမယ်ဗုဒ္ဓရဲ့ဆယ်သူက great philosophy တကယ်ကိုဒီတွေးခေါ်ပညာရှင်ကြီးပဲကျွန်တော်တို့ကဘုရားကိုးကွယ်တာကဒီအတုရဲ့တွေးခေါ်ပညာကိုကိုးကွယ်တာလေကျွန်တော်တို့ကသူကမကယ်တင်ဘူးကျွန်တော်ငယ်လင်းဖြစ်လို့သူကယ်မှာမဟုတ်ဘူးဘုရားသာရွတ်နေလည်းမရဘူးဘုရားသာရွတ်နေလည်းငယ်လင်းအမ်ဘီယိုနီဘာစမထမပြေးရင်သေမှာပဲလေဘုရားသာထိုင်ရွတ်နေလို့မရဘူးပေါ့နော်တရားထိုင်နေလို့မရဘူးအဲ့ချိန်မှာကိုယ်တရားထိုင်နေဝိဒ္ဒံဝိဒ္ဒာကြီးက ငလင်နဲ့ပြိုကျတာသေသွားမှာပဲလေဒါရှင်းနေတယ်ကြီးစားတရားထိုင်လို့ငလင်ပေးရလွတ်မှာမဟုတ်ဘူးအတိနဲ့တတိပဲလေအဲ့တော့ကျွန်တော်စိတ်နဲ့တခါမှမကြောက်ကြတယ်ဟောဘုန်းကြီးရောက်ရှိသွားမှာပေါ့တရားစခန်းထိုင်မှာပေါ့တရားကျွန်တော်က၁၀နှစ်ပြီးနေတော့တရားစခန်းဝင်ဘူးတယ်မဟုတ်ဘူးဝိသနာကျွန်တော်အနည်းဆုံး၈ချိန်ထဲမှာဝင်ဘူးတယ်ဝင်ဘူးတော့ကျွန်တော်တကစိတ်တကကြာကြာချောင်မရှိဘူးဟောကြတယ်ဆိုအဲ့စိတ်နဲ့ကြတဲ့စိတ်ကိုကြည့်လိုက်တယ်ကြာလို့လားကြာဘူးလေ မြင်နေကြတယ်စိတ်နဲ့ကြောင့်ထမင်းမစားပဲနေမလားစားမှာပဲလေဟုတ်ငါစိတ်နဲ့ကြောင့်ထမင်းစားစားတော့လည်းမပြဘူးအဲ့တော့ကျွန်တော်အစားတလိုင်းဆိုတော့စိတ်နဲ့ကြောင့်အစားတော့ပြရမယ်တစ်ခါမှဘဝမှာစားတော့တစ်ခါမှမပြတ်ဘူးစိတ်နဲ့လည်းတစ်ခါမှမကြဘူးအစားရင်တစ်ခါမှမဖောက်ဘူးတေးအောင်တောက်တေးအောင်ချနှစ်ပင်သုံးပင်ဆယ်ပင်လေးပင်လိမ့်လိုက်အန်နဲ့ထိုးရတယ်နောက်ဦးမနဲ့ကြောင့်ထမင်းစားလို့ရတယ်ဆိုတော့ငါမစိုးသေးဘူးပေါ့နော်စိတ်နဲ့မကြောက်ဘူးဘရောမှမကြောက်ကျွန်တော် professional diploma ယူထားတယ်ဒါပေမဲ့အသုံးတက်မတက်ဘူးမြန်မာနိုင်ငံမှာ ဘာလို့လဲတရားစကန်နေရှိတယ်အ ਨੇ ဆုံးဘာကြောင့်ဆရာတို့တရားကြီးဖွင့်လာလိုက်ဒါမှမစိတ်တကြကြမရှိ